မောင်လေးဆက်ပိုင်စီစဉ်ခဲ့တဲ့လက်ထပ်ပွဲဟာရမာနဲ့ဆိုတော့လည်းဖုံးကွယ်ပေးပြီးပြီ။မူမူသွင်းနဲ့ဆိုတော့လည်းတခုံးကိုပြောပြီးပြီ။ကျန်တာကိုဘာသာကိုဆက်လုပ်ကြပါလား။ အွန်လိုင်းငါတို့အခုအစ်စ်တွေ့မဲ့လုပ်ငန်းရှင်ငါတို့ရဲ့ခြေလှမ်းအစ်စ်တွေအရင်အရေးကြီးရနော်ဟုတ်ကဲ့ဆရာတကုံတကုံအဲ့တဲ့နဲ့တော့တွေ့မလို့လားမမူလဲလိုက်ခဲ့မယ်လေလို့မြန်မာရှိတဲ့လူကတော့တောင်းချင်မှာလို့တကုံမမူကိုတမင်ရှောင်းနေတာမဟုတ်လားဟုတ်တယ်။အမင်းနဲ့မပတ်သက်ချင်လို့ရှောင်းနေတာ။ ဘာဖြစ်လို့လဲတကွန်ရဲ့တကွန်ပါလို့ငုံဖို့ပုံမှာဒီလောက်ထိ80 is ဆက်ဆန်ရတာလဲငါခံစားချက်မရှိတဲ့သူတယောက်ကငါအခုလိုမျိုးဆက်ဆန်တာငါမမအောင်ပြီးတော့ငါမင်းကိုအပြတ်ပြောမယ်မင်းညလှုပ်ရလို့မျိုးမထမလို့လဲအေးခွန့်လုတ်တယ်ဆိုတော့အတိုင်းတော်တကူရှိတယ် ငါတတိပေးထားရတဲ့မှာမင်းထက်လုံနေမယ်ဆိုရင်မင်းရောမင်းရဲ့သူတွေပါငါအကုန်ထောင်နဲ့ထည့်ပြမှာတော့ပြမမင်းကိုလည်းကုမ္ပဏီကနေရာတက်ကအလုပ်ထုတ်ပြမယ်မင်းမကြုံစမ်းကြည့်လာဘာဖြစ်လို့ဒီလောက်တောင်ရက်ဆက်ရတာလဲတခွင်းရဲ့မမမားခဲ့တယ်ဆိုရင်တော့အဲ့အမားတခွင်းအရန်ချစ်လို့ဖြစ်ရတာပါ

တခွန်းထွက်ချင်းဆွဲတာလုံလောက်နေပါပြီနော်တခွန်းရဲ့ညမအလောင်းလဲမြေချလို့အခုလောက်ဆိုမြေရောစာတော့ဖြစ်နေလောက်ပြီဟုတ်ငူးနဲ့ကိစ္စအောင်အမြန်ဆုံးစီစဉ်လို့ရအောင်တိုက်တွန်းပါအောင်ဒီကိစ္စကိုယောက်ျားလေးဘက်ကမလောပဲရှင်တို့မိန်းကလေးဘက်ကလောတယ်ဆိုလို့ရှင်တော့အလုံးထင်သေးစရာဖြစ်ကုန်ပါဗောယောက်ျားလေးဘက်ကပဲလောလောမိန်းကလေးဘက်ကပဲလောလောအဓိကလက်ထပ်ပြဖို့ပဲလေတခွန်းကအလုံးများရတယ်သူလေရှင်အခုလောက်ကြူပြထားမှအတော်လောက်ကြမှာဗောမိမိ ဒီကိစ္စမှာရင်းကိုလွှတ်ထားပေးလို့မရဘူးလားမောင်လေးဆက်ပိုင်စီစဉ်ခဲ့တဲ့လက်ထပ်ပွဲဟာရမာနဲ့ဆိုတော့လည်းဖုံးကွယ်ပေးပြီးပြီမူမူတွင်နဲ့ဆိုတော့လည်းတခွန်းကိုပြောပြီးပြီကျန်တာကိုဘသာကိုဆက်လုပ်ကြပါလားမဖြစ်လို့ရောရင်ရဲ့ဖြစ်လို့ကတော့ရင်းကိုတော့ပြောမနေတော့ကိုဘသာကိုအားလုံးလုပ်လိုက်ပြီမမမလေးပြောစရာရှိတယ်ဟာလေ ဒီနေ့ဒီကောင်ဖုန်းဆက်တယ်ဒီကောင်တော်တော်စိတ်ဆိုးနေတာနော်မင်းတို့သားမိတွေဘာသွားလုပ်တာသူဘာမပေါဘူးကိုရဲ့ဟိုပြဿနာသေးသေးလေးပါနေဒီကောင်ပုံပြလိုက်ချက်နေဘာပြဿနာသေးသေးလေးလဲဒီကောင်တော့တချိန်လုံးတရားစွဲမယ်လို့ပြောတာမင်းတို့မှမှန်ပြောစမ်းပြမင်းဘလို့အမေမျိုးလဲခွာကိုသားသမီးကိုကိုတေချာဆုံးမမှာလေမင်းအလိုလိုလိုပါနဲ့ မိမိမကြက်ကြက်တတိထားကိုကိုရဲ့ကိုကိုပဲစဉ်းစားကြည့်ပါအောင်မိဘမှာတခါမှခန်းခန်းနာလမ်းထက်ခဲ့ဘူးမိဘမှာမရဘူးတဲ့အခွင့်အရေးမျိုးမိရဲ့တမီးကိုရစေချင်တယ်ခလေးကိုချမ်းချမ်းသာသာနဲ့နေသွားစေချင်တယ်ဒါကြောင့်မို့နေတခုနဲ့အမြန်ဆုံးလက်ထပ်စေချင်လို့မိကြံမိကြံရကြံစီမိကြပါကိုကိုရဲ့ကို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 မိကိုချက်တယ်မလားဟဲ့ ကိုကိုမီးကိုချစ်တယ်ဆိုလို့ရှိရင်လေတမီးကြီးကောင်းကားဖို့အတွက်မှားသွားတဲ့မိခင်စိတ်ကိုဒီတစ်ခါတော့ကိုကိုခွင့်လို့ပြပါနော်နော်ကိုကိုနော်ကိုရက်တီတွေကတိချေယမကိုတတိထားမိနေတာပါယမလိုဆီယမမျိုးอ่ะ ဒီလိုနေရာမှာရဖို့မလွယ်သလိုဒီလိုနေရာမျိုးမှာရှိမနေသင့်တာလည်းအမှန်ပဲလေညီမရဲ့မိတွင်နဲ့သူသမီးနှစ်ယောက်ကြောင့်သူတို့နဲ့ဝေးရအောင်ထွက်ခဲ့ပြီမယ်အခုဒီလိုနေရာထိပါလိုက်ပြီးနှောက်ရှက်နေတာဆိုတော့ကြာရင်ဒီကရာအတွက်ကောညီမအတွက်ကောမကောင်းလို့ပါဟုတ်တာဘောဆီယာမလေးတက်လျာမရှိတဲ့ဟာ ရှင်မမပြောတော့တာကိုသတိထားမိပါတယ်ကိုနဲ့အရင်နှီးဆုံးလူတောင်မရှိတော့လို့မနေစူးစမ်းနေရတဲ့အချိန်အခုလိုစိတ်နှောက်ယှက်ပေးတဲ့သူတွေကြောင့်ပိုပြီးစိတ်နှောက်ယှက်ဖြစ်နေရှာမှာပေါ့ဒီချင်နားလဲပါတယ်ရှင်မတက်လျောက်တတိယရင်အလုပ်တွေဖိလုပ်တယ်ကလေးတွေနဲ့ပြောအောင် နေလိုက်ရင်တက်တာသွားပြီမယ် ူတို့တွေကဒီနေရာထိ လာပြီးပြဿနာရှာနေတာဆိုတော့ညီမလည်းစိတ်နှောက်ရဖြစ်ရတယ်။နောက်လည်းဒီလိုပဲလိုက်နှောက်ရနေအောင်မှာဆိုတော့ဒီနေရာမှာဆက်နေဖို့ညီမစဉ်းစားရတော့မယ်ဆီယမ။နေမယ်မနေဘူးဆိုတာကတော့ရမရဲ့သဘောပါတီချေတို့ဘကရမလိုအရေးချင်းပြေသွားပြီခလေးတို့ဂယုစိုက်ပေးနိုင်တဲ့ဆီယမတယောက်ကိုဆုံးရှုံးလိုက်ရလို့စိတ်မကောင်းဖြစ်ပေမဲ့ ရှင်မရဲ့ပညာအရေးချင်းတဲ့အလောက်ကိုင်းရဒီလိုနေရာမျိုးမှာရှိမနေသင့်တာအမှန်ပဲလေအဲ့ဒါကြောင့်မို့လို့ဒီချေလိုဘက်ကရှင်မကိုနားလဲပါတယ်ရှင်မလည်းဒီကရားနဲ့ကလေးတွေကိုတန်ရောက်စင်ရှိပြီမဲ့ရှင်မတာဝန်တွေလက်စားတက်ပြီးရင်တော့ဒီနေရာကနေထွက်သွားခွင့်ပြုပါတိချေရှင်မကိုစိတ်မဆိုးပါနဲ့တော့ဒီချေတည်တာဒီချေနားလဲပါတယ် ရှင်မစိတ်တိုင်းကြတာဆုံးဖြတ်ဟုတ်ပြီလားကျေးဇူးပါတချေတီတာဒါဆိုရှင်မအတန်းပြောင်းဝင်လိုက်ပါအောင်မယ်ဝေဇန်ဟမ်နေဘူးတော့အပြင်ပေးသွားလို့လေနေဘဲမှာသွားလို့မရအောင်နော်နေတော့ခုလိုစောကျင်နေဆုံးတော့ငါအပြောင်းဆောင်ခံနေရတာ

ဟဲ့နင်အမောက်ပြန်ပြောင်းနေနဲ့နင်ကနေလိမ့်မှနေနင်အခုဘဲမှပြင်တော့အခန်းထဲမှာပဲနေရမယ်။ဒီအပြစ်သွားနေတယ်မသွားရဘူး။မမီးဘာလဲလေးလေးလက်လက်ပြန်ချောက်တိုင်နေရတယ်။ဘာလဲလေးလေးချောက်ချင်နေရတယ်။ဒီအပြစ်သွားနေတယ်။ဒီ ောင်အထက်လောက်ပါဟမလေးလီလီသွင်းနေတယောက်နဲ့တော့ငါသေချင်တယ်သေချင်တယ်ပြောမကောင်းဆိုမကောင်းကောင်းမဘယ်နာဘော်ရီကတယောက်ကျော်နေနော်မင်းစိတ်ကုန်ထပ်ပြေးသွားလားအာတို့မြင်မြင်စိတ်ကုန်စေခြင်းနေတာဟဲ့။အောင်နေနောက်လိုပါကွာ မင်းအဲရှုပ်ထုံးမှလေကြောင့်တော်တော်လေးစိတ်ပြတ်နေပေါ်ရတာဘယ်လိုလဲဒီနေ့မင်းအဲရှုပ်ထုံးတဲ့လက်ထမှာနော်ပြောအနာကဲဆိုတော့ဘာမှကြုံမြင်ရတဲ့ကိစ္စလည်းမဟုတ်ဘူးနော်ငါအဲ့လောက်ကြည့်ရင်ဘာမှကြုံမတွေ့တော့ဘူးအေးသူ့လက်ထဖို့ကိစ္စဆိုတော့ငါဘယ်ဆန်းတော့ကြောင့်ဟောသူ့လုံးဝမယူချင်ဘူးဒါမှမင်းဒီလိုရှုပ်ထုံးတွေကြောင့်ထွက်ဖို့လည်းမလွယ်ဘူးလေတကောင်လုံးသားစုများဆိုတော့သူတို့နဲ့ပဲပတ်သက်နေမှာမဟုတ်လား